ဘာစီလိုနာနီးပြဟန်စီဖလစ်ဟာအသင်းရဲ့တောင်ပိုင်းကစားသမားလမင်းရမဲအနေနဲ့အော်တိုဘာလနှောင်းပိုင်းမှာရှင်ပြိုင်ကစားဖို့ရှိတဲ့အက်ကလက်စီကိုပွဲစဉ်မှာပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။စီဗီလာနဲ့ပွဲမတိုင်ခင်ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာသူကအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ကျွန်တော်ရမဲနဲ့စကားပြောခဲ့ပါတယ်။ဒဏ်ရာကအသက်သာပေမဲ့ဘောလုံးကစားဖို့တော့အဆင်မပြေသေးဘူးလို့သူကပြောပါတယ်။ပေါင်ချန်ဒဏ်ရာဆိုတော့ရဲ့အနေငယ်နဲ့ပြန်ပြီးဘောလုံးကစားဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ နှစ်ဘက်သုံးဘက်ဒါမှမဟုတ်တလားလောက်ထီတော့အနားယူရနိုင်ပါလေကျွန်တော်တို့သူ့ကိုအထူးဆောင်ကြည့်နေပါလေလိုအပ်တဲ့ကြံ့ခိုင်မှုတွေပြည့်ဝဖို့လည်းအမြန်ဆုံးလှုပ်ဆောင်နေပါလေရီယယ်မက်ဒရစ်နဲ့အက်ဂလက်စီကိုပွဲစဉ်ကိုတော့သူမပါဖို့များပါတယ်လို့နိဗျာဟက်စီဖလစ်ကသတင်းတောက်တွင်နဲ့အတွေ့အမှာပြောဆိုခဲ့တာဖြစ်ပါလေအသက်18နှစ်အရွယ်လမင်းရမင်ဟာပေါင်ကြံတရာကြောင့်စူးစိတဲ့နဲ့ပွဲစဉ်မှာလည်းလူစားဝင်ကစားသမားအဖြစ်သာကစားခဲ့ရပြီး စပိန်လက်ရွေးစင်အတင်းရှင်ပြိုင်ကစားရမယ့်ကမ္ဘာဖလားချီစစ်ပွဲတွေကိုလွဲချော်ဖို့ရှိနေတယ်လို့အော်တိုဘာလ26ရက်နေ့မှာရှင်ပြိုင်ကစားရမယ့်စပိန်လာလီဂါပွဲစဉ်အဖြစ်ရီယယ်မက်ဒရစ်နဲ့အက်ကလက်စီကိုပွဲစဉ်ကိုပါလွဲချော်နိုင်ပွဲရှိနေတာဖြစ်ပါတယ်။ရာမေဟာဒီနှစ်ဘောလုံးရာသီမှာတော့ဘာစီလိုနာအတွက်ပြိုင်ပွဲစဉ်၅ပွဲပါဝင်ကစားပေးထားပြီးတွင်ကို၂ကိုရယူပေးထားသူဖြစ်ပါတယ်ခင်ဗျာ။